သူတို့နှစ်ယောက်ကိုဘာနဲ့မှမပြောထားဘူးဘာသာရေးတစ်ခုနဲ့ပဲထိန်းချုပ်ထားတာဘာသာရေးပဲသူတို့ခေါင်းထဲမှာရိုက်သွင်းထားတယ်။ဘာလို့လဲဆိုတော့သူတို့ကစိုက်တဲ့နိုင်ငံတွေလေဒီဗမာပြည်မှမဟုတ်ဘူးစိုက်တဲ့နိုင်ငံသားတွေကိုယ့်ရဲ့ဘာသာကိုယ့်ရဲ့ဒလေးစရိုက်ပေါ့အဲ့ဒါတွေကိုမပြောက်သွားအောင်လို့ခေါင်းထဲမှာအမြဲတမ်းငငယ်လေးတွေကသူတို့ကိုပေါ့ရိုက်ထည့်ထားပေါ့အဲ့တော့သူတို့ကဗုဒ္ဓဘာသာဆိုတာကိုလည်းနားလည်တယ်ဖျားစားတွေကိုလည်းနားလည်တယ်အဲ့ရဲ့မိဘတွေကိုဘယ်လိုယူသိရမလဲဆိုတဲ့ဟာမျိုးလေးတွေလည်းအကုန်လုံးသိတာပေါ့ နှစ်ယောက်စလုံးอ่ะအဲ့တော့အင်္ဂလိပ်ကျောင်းမထားတာနိုင်ငံเจ้าမှာပဲနေနေဘာကြီးပဲနေနေကိုယ့်ရဲ့ဒီဘာသာတရားကိုဘယ်တော့မှမမေ့ဘူးပေါ့နှစ်ယောက်စလုံးอ่ะသူတို့ကမေးလေးရလေအကောင်ဆုံးဆိုတဲ့အရာမျိုးတွေပေးခြင်းနဲ့နောက်တာလီတွေကအခုက British School ကျောင်းမှာထားတဲ့အတွက်ကြောင့်မလို့ ကြီးလာလို့ရှင်လဲအင်္ဂလန်လိုလိုမျိုးပေါ့နော်စသဖြင့်ဒါမျိုးတွေမှာအဲနိုင်ငံသားတွေမှာပေါ့သွားပြီးတော့ပညာရေးကိုသွားသင်ရမှာပြီးတော့သူတို့ကမြန်မာပြည်ပဲပြန်လာပြီးတော့ပဲဒီမှာစီးပွားရေးတွေပေါ့နော်ဥဆောင်ပြီးတော့အလုပ်လုပ်မှာပေါ့ဆိုတော့ဒါမျိုးလေးတွေကစာရည်မှန်းထားတာပေါ့နော်ကိုယ့်ရဲ့သားသမီးတွေကိုအကောင်းဆုံးဆိုတဲ့အရာမျိုးတွေပတ်မိုးပေးမယ်ဖြည့်ဆည်းပေးမယ်သူတို့ဘာဝန္ဒာပါလဲအကုန်လုပ်ပေးမယ်ဆိုပြီးတော့လုပ်ထားပါတယ်လေးနှစ်ပေါ့လေးနှစ်กว่าတယ်သူတို့ကလေးနှစ်စီกว่าတယ်တောင်းတဲ့တောက် ဖြစ်ကြတယ်နော်သူအကိုထိုင်းတော့တာသူ့ညီကအရင်အစားတောက်ချိတ်တော့မုတ်တွေအများကြီးပဲဝယ်လာတယ်ချောကလက်တွေရောဂမ်မီတွေရောသူအချိုကြိုက်တာဟုတ်အချိုကြိုက်တော့သူ့ညီလေးကြိုက်တဲ့မုတ်တွေအကုန်လုံးသူကထိုင်းရရင်ဝယ်လာပြီးတယ်သူ့ညီကလည်းရောက်ရောက်ချင်းပဲဖောက်စားလိုက်တာအကုန်လုံးကုန်ပြီလားအကုန်လုံးမကုန်သေးဘူးဘယ်နဲ့ထုတ်ပဲကြလားတော့ထုတ်ပဲကြတော့တယ်သူကအစားသမားဆိုတော့လေ အဲရှိရပေါ့သူတို့ကမိလေးရလေအကောင်ဆုံးဆိုတဲ့အရာမျိုးတွေပေးခြင်းနဲ့နောက်သားလေးတွေကအခုက British school ကျောင်းမှာထားတဲ့အတွက်ကြောင့်မလို့ကြည့်လာလို့ရှင်လဲအင်္ဂလန်လိုလိုမျိုးပေါ့နော်စသဖြင့်ဒါမျိုးတွေမှာအဲနိုင်ငံသားတွေမှာပေါ့သွားပြီးတော့ပညာရေးကိုသွားသင်ရမှာပြီးတော့သူတို့ကမြန်မာပြည်ပဲပြန်လာပြီးတော့ပဲဒီမှာစီးပွားရေးတွေပေါ့နော်ဥဆောင်ပြီးတော့အလုပ်လုပ်မှာပေါ့ဆိုတော့ ဒါမျိုးလေးတွေကစာရီမန်းထတာပေါ့နော်ကိုယ့်ရဲ့သားသမီးတွေကိုအကောင်းဆုံးဆိုတဲ့အရာမျိုးတွေပတ်မှုပေးမယ်ဖြည့်ဆည်းပေးမယ်သူတို့ဘာဝန်သာပါလဲအကုန်လုပ်ပေးမယ်ဆိုပြီးတော့လုပ်ထားပါတယ်။ဟုတ်နေရနေရဘယ်မှမတော်ဘူးအမေနာပဲနေရအမေကိုအလိုနှုတ်ဆက်တယ်သွားရနေကြရင်အမေခြေတော်ကိုကြော့တယ်အမေနဲ့အဖေပေါ့နှစ်ယောက်စလုံးကိုခြေတော်ကိုကြော့တယ် အဲ့လိုအိတ်ခံနေကြရင်လည်းကြော်ပြီးမှအိတ်တယ်အဲ့ဒါနှစ်ယောက်ဆက်လုံးပဲမေလေးကသူတို့နှစ်ယောက်ကိုဘာနဲ့မှမပြောထားဘူးဘာသာရေးတစ်ခုနဲ့ပဲထိန်းချုပ်ထားတာဘာသာရေးပဲသူတို့ခေါင်းထဲမှာရိုက်သွင်းထားတယ်။ဘာလို့လဲဆိုတော့သူတို့ကစိုက်တဲ့နိုင်ငံတွေလေဒီဗမာပြည်မှမဟုတ်ဘူးစိုက်တဲ့နိုင်ငံသားတွေကိုယ့်ရဲ့ဘာသာကိုယ့်ရဲ့ဒလိစရိုက်ပေါ့အဲ့ဒါတွေကိုမပြောက်သွားအောင်လို့ခေါင်းထဲမှာအမြဲတမ်းငငယ်လေးတွေကသူတို့ကိုပေါ့ရိုက်ထည့်ထားတာပေါ့အဲ့တော့ သူတို့ကဗုဒ္ဓဘာသာဆိုတာကိုလည်းနားလည်တယ်ဖျားစာတွေကိုလည်းနားလည်တယ်အဲ့ရဲ့မိဘတွေကိုဘယ်လိုယူသိရမလဲဆိုတဲ့ဟာမျိုးလေးတွေလည်းအကုန်လုံးသိတာပေါ့နှစ်ယောက်စလုံးကအဲ့တော့အင်္ဂလိပ်ကျောင်းမထားတာနိုင်ငံသားမှာပဲနေနေဘာကြီးပဲနေနေကိုယ့်ရဲ့ဒီဘာသာတရားကိုဘယ်တော့မှမမေ့ဘူးပေါ့နှစ်ယောက်စလုံးက အဓိကဘုံမခုနပြောပါပေါ့ဘာသာရေးရအကုန်တင်သွားတာရင်ကြီးတာတွေရောလူကြီးကိုဘယ်လိုကြောဆိုရမလဲဆိုတာတွေရောတစ်ဖက်လူကိုဘယ်လိုကူညီရမလဲအဲကိုချင်းစာတရားထားတဲ့အောင်လို့လဲသူတို့တင်ထားတယ်ပေါ့နော်ဥမာ selfish ပေါ့တကူကောင်းမဆန်အောင်ကိုကကိုချင်းစာတရားထားအောင်ကိုကဘိုက်စာရယ်ဆိုလို့ရှိရင်သူများလည်းဘိုက်စာမှာပဲအဲ့တော့ကိုကစာရသလိုသူများကိုလည်းကျွေးရမယ်ဆိုတဲ့ဟာမျိုးလေးတွေပေါ့အဲ့ဒါမျိုးလေးတွေကအစားသူကဘာသာရေးကိုတင်လိုက်လို့ရှိရင်အကုန်တတ်သွားတာပေါ့ဘာလို့လဲဆိုတော့ ကိုကျင်းစာတရားကိုလည်းနားလေသဘောပေါက်သွားတာအဲဒါကြောင့်မလို့သူတို့တွေကအရန်ကိုကိုက်ဖြစ်တယ်ကျင်နာတတ်တယ်ပေါ့တစ်ဖက်သားလူဒုက္ခရရင်ကိုညီတတ်တယ်အာအဲ့လို sharing လုပ်တတ်တယ် sharing ဆိုတာအဲ့လိုအဖွဲ့အစည်းနဲ့သွားတဲ့အခါကျလို့ရှိရင်သူတို့မှရှိရလဲစာကိုစီမှရှိရလဲကြွေးအဲ့လို sharing လုပ်တတ်တဲ့အကျင့်လေးရှိရယ်ပြီးတော့ဘာသာတရားနဲ့ထိ ंछ ုပ်ထားတဲ့အတွက်ကြောင့်မလို့ဘယ်နေရာရောက်ရောက်ကိုယ့်ရဲ့ဘာသာဖះရှိကိုကိုဘယ်တော့မှမမေ့ဘူးသူဆိုရင်ထိုင်းရရင်အခုပြန်လာအသားတွေမဲကုန်တာပေါ့နော်။ဘာဖြစ်လဲဆိုတော့ ။ဥမာတော့ရဲမှာကန့်ဝင်ရတော့တပတ်ကြော်ကြော်လောက်ကြာတော့အခါကျတော့အဲ့မှာနေပူထဲမှာနေရတယ်။အဲ့လိုနေတော့ရဲတောင်ထဲမှာဆိုလဲသူ့ကိုအမြဲတမ်းပြောရဲဖျားရှိကူနော်ဆိုသူတော့ရဲတောင်ထဲလဲရောက်လဲသူ့ရဲ့ရှင်ဘတ်ထဲမှာအမြဲတမ်းဖျားရှိရဲဘာသာရေးရှိရဲပေါ့နော်ဆိုတော့ဒါမျိုးလေးတွေအစားကိုကလုတ်ပေးထားတဲ့အခါကျတော့ဘယ်နေရာရောက်ရောက်ဟိုအဲ့နေကင်းတယ်အဆင်ပြေတယ်ပေါ့နော်ဆိုတော့သူကလည်းမိဘကိုဆက်လန်းပြီးတော့အကုန်လုံးကိုပြောတယ်လေအဲသူဘာလို့ပြီးပြီးဘာလို့ပြီးပြီးဆိုပြီးတော့အဲ့လိုမျိုးလေးကိုပြောတဲ့ခါကျတော့ တောင်းတဲ့ကြောက်ကတော့မိလေးတို့ကတော့ပြောမှဆိုရင်တော့အဲခုနလိုပေါ့ဗမာစံနဲ့မိသားစုချစ်ချစ်ခင်ခင်နွေ့နွေ့ထွေးထွေးလေးနေတတ်တယ်အဲ့လိုမျိုးတွေမှာပါတာပေါ့